ီနေရာကိုသွားမလဲရင်လူပြည့်ရကျုံနဲ့မှာမဟုတ်ပါဘူးပရိသတ်ကြီးအလုံးမဲ့မင်္ဂလာပါရှင်ကျမတို့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကိုရဲ့အိမ်မက်ကကဘာလက်ခီးသွားရတာဆိုရင်ဒီနေရာတွေကိုမရောက်ဖူးဘဲနဲ့ပြည့်စုံပြီလို့ပြောလို့ရမှာမဟုတ်ပါဘူးဒီနေ့ပြောရရင်ဒီနေရာတွေကိုမှမရောက်သေးရင်လူပြည့်ရကျုံမနဲ့သေးဘူးလို့ပြောရမှာပါအဲ့ဒါကြောင့်ဘလို့နေရာတွေဖြစ်မလဲဘလို့မျိုးထူးခြားနေလို့လဲဆိုတာသိရအောင်ဗီဒီယိုလေးကိုစက်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါရစေရှင်နံပါတ်1 business မျိုး အီတလီရဲ့ဗီနစ်မြို့ကိုကျူမြောင်မြို့တော်လို့လည်းလူသိများပါတယ်။ဗီနစ်ကအနုပညာဗိတုကာနဲ့ရိုမန်တစ်ဆမ်ဘိုရိုရဲ့သင်္ကေတလည်းဖြစ်နေတာပါ။အဲဒါကြောင့်အတွဲတွေဟန်နီမွန်ချက်သူတွေကတော့အကြိုက်တွေ့သွားမှတေချာလာပါတယ်။ဒီလိုမှမဟုတ်ဘဲဗီနစ်ကိုတကူရဲသွားပြီးလိမ့်လာရင်လည်းပြင်းစရာကောင်းမှမဟုတ်ပါဘူး။ရှေးဗိတုကာလက်ရရင်းနဲ့အနုပညာဆန်ဆန်လှပနေတဲ့အတွက်လာရောက်တိုင်းနဲ့လာဖက်မဲ့ဖြောပြမှုကိုပေးစွမ်းနိုင်လို့ပါပဲ။နံပါတ်2 Grand Canyon အင်အားကြီးမားတဲ့ကိုရီးယားရုံမြစ်ကြောင့်ဖြစ်တွန်းလာတဲ့ Grand Canyon ကရင်သက်ရှင်မောအားအသင့်စေတဲ့ဘူမိပေဒသဘာဝလက်ရာတစ်ခုလည်းဖြစ်ပါတယ်။အမေရိကန်မှာတရှိပြီးကမ်ဘာတစ်လျှောက်လမ်းလျှောက်ပြီးပဲဖြစ်ဖြစ်ရဟရင်နဲ့ပဲဖြစ်ဖြစ် Grand Canyon ရဲ့အလှကိုခန်းစားနိုင်နေတာပါ။ Grand Canyon ကကမ္ဘာအထင်ကရသဘာဝအံ့ဖွယ်တစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒါကြောင့်လည်းကမ္ဘာလက်ခီတော်ရဲ့အိမ်မစင်းနဲ့ပါထိတ်ဆုံးကနေရာယူထားခဲ့တာပါ။နံပါတ်1 Kyoto နောက်တနေ့ကဂျပန်နိုင်ငံကယိုတိုမျိုးလို့ပြောလိုက်ရင်တချို့ကအံ့ဩကြောက်ကြမှာပဲဖြစ်ပါတယ်။တခုမှကျွန်တော်ကကယိုတိုကိုရှော့မတွက်နဲ့လို့ဆိုတာပါပဲ။ကယိုတိုကရှေးအောင်ရိုးရဒလိတွေနဲ့ခိမိစံပြမှုတွေကိုပေါင်းစပ်ထားတဲ့မြို့ဖြစ်ပါတယ်။ရစွန်းနှစ်ပေါင်းများစွာတည်ရှိနေတဲ့ဘုရားကျောင်းတွေကိုလှက်ပတ်ကြည့်မလား။တာယာတဲ့တတော်အုပ်တွေထဲမှာလမ်းလျှောက်မလား။ဂေစာအကကိုခန်းစားရင်ညာအလားတွေကိုဖျက်ချမလား။စိုက်ရရွေးချယ်권ရှိနေတာပါ။နေရာလေးဆိုရင်တော့ဒီအလားပါတွေအပြင်ချယ်ရီပန်းတွေတစ်မြုံလုံးဝင်နေတဲ့ ကီယိုတိုအလှကိုတဝါကြီးခန်းစားနိုင်မှာဖြစ်ပါတယ်။နံပါတ်၄ဘာတာကိုနီးယားဒီနေရာကအာဂျင်တီးနားနဲ့ချီလီတို့ကြားမှာရှိနေတာပါ။ဒေသခံတွေကတော့ခန်းနာတဲ့ဘာတာကိုနီးယားဒေတာလို့ခေါ်ကြတာပါ။မြန်မာနဲ့တောင်ကြီးတွေကျယ်ပြောတဲ့ရေကမ်းမြစ်တွေတန်ရှင်းတဲ့ရေကန်တွေနဲ့ပြည့်နေနေတဲ့တောရိပ်ဒေတာတခုလည်းဖြစ်နေတာပါ။ဘာတာကိုနီးယားရဲ့ရှုခင်းတွေကကမ္ဘာတစ်ပါးဝအစံဆုံးစီးရင်ထဲမှာထိတ်ဆုံးကပါဝင်နေပါတယ်။ Torrent Dam ဘိအမျိုးသားဥယျာဉ်ကိုဖြတ်တန်းပြီးပဲဖြစ်ဖြစ် ပရီတိုမိုရီနိုရေကမ်းမြက်ကိုငဲကြည့်တာပဲဖြစ်ဖြစ်လုံရင်းတဲ့အချိန်တွေဘလို့ကုံမမ်းမသိကုံတော့မှကိုရောအာမခံလို့ရနေတာပါ။နံပါတ်5စန်တိုရီနီစန်တိုရီနီကဂရင်းရက်လက်ဝက်ယန္တနာလို့တောင်းတင်စားထားရတာပါ။ဒီနေရာလေးကတော့ကြောက်တောင်တွေကြားမှာဆောက်ထားတဲ့အပြန်ရအောင်မို့ပါဖျားချောင်းတွေအဖြစ်ရောက်စေးတုတ်ထားတဲ့အဆောက်အဦတွေကြောင့်နာမည်ကြီးပါတယ်။စန်တိုရီနီရဲ့အလှပကိုခန်းစားဖို့ဆိုရင်တော့ဂျင်းမြောင်းတဲ့ကြောက်ကင်းလန်းတွေကြားရိုမက်တစ်ဆန်ဆန်ရှောက်တော့မှရမှာပါ။ လမ်းလျှောက်ရင်မောလာရင်လမ်းမြင်ရတဲ့အေဂျီယန်ပင်လယ်ရဲ့ရှုခင်းအလောက်ကိုလှမ်းခန်းစားနိုင်ပါတည်းတယ်။အဲဒါကြောင့်လဲစန်တိုရီနီကအမြဲလိုလိုခီးတော်ရင်နဲ့ပြည့်နေနေတာမှာအနာချက်ကတော့ဓာတ်ပုံရိုက်ချင်ရင်လူရှင်းအောင်အကြာကြီးစောင့်နေရတာပါပဲ။နံပါတ်6ပြင်သစ်ပိုလီနီရှားဘိုရာဘိုရာကြည်လင်တဲ့အပြာရောင်ရေတွေနဲ့ရေပေါ်အိမ်လေးတွေကဘိုရာဘိုရာရဲ့အသာချက်ပါပဲ။အပူပိုင်းဒေတာအကျော်စိန်ခံမယ်ဆိုရင်တော့ဒီနေရာကအသင့်တော်ဆုံးပဲဖြစ်ပါတယ်။ဒီနေရာကတနာကြောက်တန်းတွေရဲ့အလားကလည်းကဘာမှာနံပါတ်ကြီးလောက်ပါတယ်။ အပန်းဖြေသူတွေအနေနဲ့ကလည်းကမ်းခြေမှာဇင်းရှိရှိလဲပြီးပင်လယ်ကြီးကိုခံစားမလားရေငုပ်ပြေလပတဲ့တနကြောင်တန်းနဲ့ငါးရောက်စုံကိုလိမ့်လာမလားကြက်ရရွေးလို့ရပါတယ်ဘိုရာဘိုရာကတာမန်ကမ်းခြေတက်ပေါ်တဲ့ခံစားချက်တွေပေးနိုင်တာကြောင့်ဒီစီးနဲ့မှပါလာခဲ့ရတာပါနံပါတ်9ဂျော်ရန်ရဲ့ပတ်ထရာဒီနေရာလေးကဂျော်ရန်ရဲ့ဂျန်နာရီဇလန်းတွေထဲမှာလဲမပါမဖြစ်ပါပဲနင်းစီအောင်ကဘာတွေကို ထွန်းထွန်းရင်ပေါ်ထွက်လာတဲ့ပထရာကယူနက်စကိုရဲ့ကမ္ဘာအမွေနဲ့နေရာတခုလည်းဖြစ်ပါတယ်ဒီနေရာမှာတဘာဝအလှတွေအပြင်ရှေးကစ်ဘီသူကလည်းရတွေကိုလည်းတော်ဝါကြီးခန်းစားရမှာပါပြောရရင်ပထရာက လူသားတွေရဲ့တီထွန်းနိုင်စွမ်းနဲ့သမိုင်းဝင်အပွဲတွေရဲ့တည်ရှိမှုကိုတက်တည်ပြနေတဲ့နေရာတစ်ခုဖြစ်ကြောင်းဝေမျှလိုက်ရင်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ရပါတယ်ရှင်အဆုံးနဲ့ကြည့်ရှုပေးကြတဲ့အတွက်တရားချင်းစီတိုင်းကို အထူးဝဲကျေးဇူးတင်ရှိပါတယ်ရှင်